ကျွန်တော်ကျွန်တော်3ဒီပြိတ္တတီဘောနော်ဝန္ဒနာရှိပြိတ္တတီညာအတွက်မင်္ဂလာပါနော်ကျွန်တော်ဒါဒီ7ချိန်အတွက်နောက်ဆုံး member အကြိုက်ကလေးကိုပြန်ကြအောင်ယူလိုက်တယ်ဗောနော်ပြန်ကြဆိုရင်10ခွက်ရှိတယ်အဲ့ဒီထဲမှာကျွန်တော်ရဲ့တခွက်ကောင်းယူထားတာရှိတယ် ျွန်တော်မိတ်ဆွေတွေကတော့ကျွန်တော်၃ခွက်ယူပေးခဲ့မယ်ပရိတ်၁ပေါ့နော်ပရိတ်၁ပြန်ကြ၃ခွက်ယူပေးခဲ့မယ်အဲ့ဒီထက်ကကြိုက်တာကောကိုရွေးထိုးဒါမှမဟုတ်ပြန်ကြ၁၀ခွက်ထက်ကောကိုကြိုက်တာထိုးကျွန်တော်ကတော့နောက်ဆုံးမှန်ပါအကြိုက်ကိုပြန်ကြအကြိုက်ဆုံးပေါ့နော်၁၁ချိန်ပါအဲ့ဒါကိုကျွန်တော်ရွေးပေးတယ်ကျွန်တော်အဲ့ဒါကဘာလဲဆိုတော့ကြတော့ကျွန်တော်တို့ဒီမှာ၈၉လေးအောင်ခွဲတဲ့၈၉လေးအောင်ခဲ့တဲ့ခွင်ပေါ့ဗျာ၈၉လေးအောင်ခဲ့တဲ့ခွင်ဆိုဆိုတာကဒီမှာလေကျွန်တော်နှစ်ဆလုံးလိုက်နေထားတယ်ဒီမှာ ရှင်းပေါင်း30ရှင်းပေါင်း30လို့ဖြစ်တာဒီဇောင်းပြပေါင်းခြင်းနှစ်ရဲ့ဒီဇောင်းပြပေါင်းခြင်း30ရဲ့ပေါင်းတော့နှစ်အဲ့ဒီနှစ်ဟာသူ့ရဲ့နောက်တစ်နှစ်ကျော်မှရှင်းပေါင်းနှစ်ဆိုပြီးတော့သူကကစားရတယ်ပေါ့နော်ကစားတယ်ကစားတော့ကအဲ့ဒီနှစ်နှစ်ပေါ့နော်ဒါတွေကကျွန်တော်ပြပြောပြီးပြီအဲ့ဒီနှစ်ကိုသူကစုံမှတ်ဖြစ်နေဒီမှာရှင်းပေါင်းနှစ်ကဒီမှာလည်းရိုက်တယ် ဒီကောင်ကြတော့နှစ်ဦးမူပေါ့နော်ဒီကောင်ကြတော့ကိုးနောက်ပိမူ၅ချက်ပေါ့ကိုးနောက်ပိမူ၅ချက်ဒီမှာကြတော့ကိုးနောက်ပိကိုးနောက်ပိနှစ်ဦးမှာ၄ချက်ရိုက်သွားတာ၅ချက်ကဒီမှာဆင်းရိုက်တယ်ဆိုတော့တဘောတရားကိုကျွန်တော်ကလိုက်မျောစောတာအဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာရှေးပေါင်း30ပြီးတော့ရှေးပေါင်း71ရှေးပေါင်း71ကြတော့ဒီမှာရှေးပေါင်း71မှာဒီရှေးပေါင်း71လို့ဖြစ်တာ ਨੇ ဆိုတော့ဒီဆောင်ဖြတ်ပေါင်းခြင်း9ရဲ့ဒီရှေးပေါင်း71နဲ့ပေါင်းတော့6ကိုနောက်တစ်နှစ်ကျော်မှာဆိုရှေးပေါင်း6ဆိုပြီးကစားရတယ်ပေါ့ကိုးနောက်ပိနဲ့ကစားရတယ်ပေါ့နော်ဒီမှာကိုးနောက်ပိမူနဲ့ကြည့်မယ်ဆိုရင် အဲ့ဆိုရင်ရှေးပေါင်း17ပြီးတော့ကျွန်တော်ရှေးပေါင်း12ရှေးပေါင်း12အလှည့်ကိုဒီဇာတ်ပြပေါင်းခြင်း89ဆိုတော့4နဲ့ဒီနှစ်ပေါင်းတော့6ကိုလည်းနောက်တစ်နှစ်ကျော်မှဆိုရှေးပေါင်း6နဲ့9နောက်ပိတ်ပုံပြီးကစားတယ်အဲ့ဆိုရင်ကျွန်တော်ကမှရှေးပေါင်း73အလှည့်ကြတော့လေ3ကတ်မှာတော့သူက5 5 6 5 9 5 8ဆိုပြီးတော့ပြီးတယ်နော်ရှေးပေါင်း73အလှည့်မှာလည်းဒီမှာပဲ ဒီဆောင်ဖြတ်ပေါင်းခြင်း၃နဲ့ဒီရှင်းပေါင်း၃နဲ့ပေါင်းတော့6ကိုနောက်တစ်နှစ်ကျော်မှရှင်းပေါင်း6နဲ့9တော့ပေးမူလေကြည့်ပဲသူကပေးသွားတာပေးသွားတာဆိုဒီမှာရှင်းပေါင်း၄မှလည်းကျွန်တော်ပြောတယ်ဒီနှစ်ထဲကရှင်းပေါင်း14ဆိုပြီးတော့ကျွန်တော်ကပြောထားတယ်ဒီဒီဆောင်ဖြတ်ပေါင်းခြင်း၃များနဲ့ဒီရှင်းပေါင်း14နဲ့ပေါင်းတော့၄ကိုနောက်တစ်နှစ်ကျော်မှ2ဦးမှရှင်းပေါင်း၄ဆိုပြီးတော့9တော့ပေးဖို့၄ချက်အပြည့်ပေးသွားတာအဲ့လိုပေးသွားတဲ့ကြောင့်လို့ဒီရှင်းပေါင်း1ကြောင်းသူကရှင်းပေါင်း ရှိပေါင်းနှစ်ကြောင်းနှစ်ပါဝါခွန်ပရိကခွန်ဖြစ်လို့ခွန်ပါဝါနှစ်နှစ်နှစ်ခွန်တွဲကိုနှစ်ခွန်တွဲကိုသူကဒီနေရာမှာပဲရှိလေးကမှာပရိနှမျိုးပေါင်းကိုဒီလိုပရိနှမျိုးပေါင်းကိုခွန်ဖြစ်ရမှာအဲ့ဒီဒီပရိနှမျိုးပေါင်းခွန်ဖြစ်ရမှာအဲ့ဒီခွန်ဟာရှိပေါင်းနှစ်ကြောင်းနှစ်ပါဝါအဲ့ဒီပရိနှမျိုးပေါင်းခွန်ဆိုပြီးသူကကစားတာအဲ့ဆိုရင် ဒုတိယ6မှာလဲရှေးပေါင်း6မှာလဲသူကရှေးပေါင်း6ယောက်6ပါဝါတစ်လုံးပိုင်ရပရိက9ဖြစ်လို့9ပါဝါ3ညရတစ်3ညအတွဲကိုရှေးပေါင်း6ကြောင်းပဲ6ပါဝါပရိမျိုးပေါင်းတစ်ဆိုပြီးတော့ဒီနေရာမှာပဲသူကကစားတာဒီမှာပရိရှိရှိလို့ဒီနေရာမှာတစ်3ညအတွဲကိုနှစ်ထည့်လိုက်တာနဲ့ပရိ3ဝင်ပြီးမှာ3ညတစ်နှစ်ဆိုပြီးတော့3ပရိ8ပရိဆိုတော့တစ်ဆိုပြီးတော့အဲ့ဒီရှေးပရိမျိုးပေါင်းတစ်ဟာဒီရှေးပေါင်း6ကြောင်းပရိမျိုးပေါင်းတစ်ခဲ့တာဒီရှေးပေါင်း6ကြောင်းပဲသူကတစ်3ညအတွဲပုံပြီးပဲ တစ်တမညာအတွက်ကုန်သေးကိုရှေးပေါင်း6ကြောင်မဲ့ဗရင်းမျိုးမျိုးပေါင်းတစ်ကိုဒီဒီနေရာမှာပဲလာဖြစ်တာတစ်တမညာအတွက်ကိုဗရင်းမျိုးမျိုးပေါင်းတစ်ဖြစ်မှာဆိုတော့ဒီမှာ9ခုကိုဆိုဗရိတ်တစ်မလို့ဒီနေရာမှာတစ်တမညာအတွက်ကိုကိုကတ်ပြီးတော့တုံညာဗရိတ်ထဲတာတစ်ဆိုပြီးတော့ဖြစ်တာအဲအဲ့လိုပဲသူကလည်းဒီရှေးပေါင်း6ကြောင်မဲ့တစ်တမညာအတွက်ပဲတစ်တမညာအတွက်ကိုပဲသူကဒီရှေးပေါင်း6ကြောင်6ပေါင်းပါဗရင်းမျိုးမျိုးပေါင်းတစ်ကိုဒီနေရာဒီမှာပဲလာဖြစ်တာရှေးလေးကတ်မှာဒီမှာ6ဗရိတ်ရှိလို့ ီမှာတုံညာတက်တွဲကိုလေးကပ်ပြီးတော့ပရိင်္ဂါဖြစ်အောင်တုံညာလေးတက်ဆိုပြီးတော့ပရိင်္ဂါမျိုးပေါင်းတက်ဖြစ်တာအဲ့ဒါရဲ့ရှေးပေါင်းလေးကိုပွားပါရကပရိကြိုက်တာဒီကောင်းနေမှာပဲပြန်ဖြစ်တာနော်ဒီကောင်းနေနေရမှာပဲပြန်ဖြစ်တာရှေးပေါင်း7ရှေးပေါင်း7ရှေးပေါင်း73ရှေးပေါင်း74ရှေးပေါင်း73နေရာဒီမှာပဲပြန်ဖြစ်တာငါကတ်ကြတော့သူကဖော်မွေးစနစ်နဲ့ပြီးသွားတာဒီမှာရှေးပေါင်း လေးကြောင်ရှေးပေါင်းလေးကြောင် လေးပါဝါ5ရေပရိက3ဖြစ်လို့3ပါဝါ8ရေ6ရှစ်တွဲကိုကျွန်တော်နှစ်ဆခဲ့တဲ့နိုင်အောင်ခဲ့တယ်ဒီမှာဒီနေရာမှာပရိရှိဝင်ရင်ဒီနေရာမှာရှေးကိုတွဲကိုလေးကပ်လိုက်ရှေးကိုလေးပတ်လဲဆိုပြီးတော့ဒီနေရာမှာအောင်သွားတာပရိ2မျိုးပေါင်းကိုရှေးပေါင်းလေးကြောင်ပရိ2မျိုးပေါင်းကို4ပါဝါ6ဆိုပြီးတော့ဒီမှာ8ပရိရှိလို့ဒီမှာ10ပရိဆိုရှေးကိုလေးကိုရှေးကိုတွဲကိုလေးထည့်ပြီးတော့ပရိတစ်ဖြစ်အောင်ဒီမှာရှေးကိုလေးဆိုပြီးတော့ထွက်သွားတာငါးကပ်ကိုဖော်မွေးเนาะအဲအဲ့ဒါကြောင့်မလို့လေကျွန်တော်ဒီငါးကပ်လိုင်းကိုတင်ပေးတာဟိုတနေ့တွေက လူတွေကအပြည့်စုံမကြည့်လိုက်ရအောင်မပြည့်မကြည့်လိုက်ရတော့သဘောမပေါက်ဘူးလူပစ်တွေကြတော့သဘောမပေါက်ဘူးလူဟောင်းတွေကြတော့သဘောပေါက်တယ်ပြောစရာမလိုဘူးအဲဒါဆိုရင်အဲ့ဒီနှစ်ထဲမှာဟိုပုံမိကစားနေတာကဘာကစားနေဆိုတော့အဲ့ဒီနှစ်ထဲမှာခွငါလို့ကြာပြီဆိုတာ ਨੇ သူ့အကူကြာတဲ့အာဆော့ပင်ကကုန်နေတယ်ဖြတ်လိုက်မယ်เนาะအဲ့ဆိုအဲ့အဲ့ဒီဒီငါးကန်လန်ကိုကြည့်ပြီးဆိုကျွန်တော်တို့ဖြတ်လိုက်မယ်အဲ့ဆို ဖြစ်နိုင်တယ်အဲ့ဒီနေ့ထဲမှာပုံပြီးသူလေးကပ်မှာသူအညီလောက်ထားပြီကျွန်တော်နှစ်ကပ်နဲ့ခွဲယူခြင်းလားခွာငားရအောင်မှာကြရတဲ့ပရိဟာသူ့ဘောကိုးချိန်မြောက်ကတီ1 2 3 4 5 6 9ကိုးချိန်မြောက်ကထိတ်စီးကိုပါဝါကစားပြီးတော့ဒီနေရာမှာပရိတ်တုံညာကို ခုတနည်းကကျွန်တော်ပြောတာဗရိရှိနော်သူတမျိုးနောက်တမျိုးလှည့်သွားခဲ့ရင်ဒီနေရာမှာသူ့အပေါ်ကိုးချိန်မြောက်ကပါဝါထိစီကစားပြီးတာနဲ့အဲ့ဒီနှစ်ဦးပရိကခုံမလို့ဒီနေရာမှာတုံညာပရိဝင်ပြီးတော့သူကခုံပုံပြီးနဲ့ကစားမလားဟိုတနည်းကကိုးပါဝါ၄ပုံပြီးသူနှစ်မျိုးဘေးလိုက်ခုံမှာမူခွဲထုတ်သွားတယ်လို့ပေါ့နော်ခုံပုံပြီးနဲ့ကစားမလားအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီနှစ်ထဲမှာပဲသူကခွာငားရဲ့အောက်တီမှာ ထိတ်စည်းဟာသူ့အပေါ်၉ချိန်မြောက်က၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်မြောက်က၉ထိတ်စည်းကို၉ပါဝါ၄ဆိုပြီးတော့အဲ့ဒီနှစ်ဦးကဗရိတ်က၅ဖြစ်လို့၅နဲ့နှစ်နဲ့ဗရိတ်နှစ်နဲ့ပေါင်းတော့ခွန်ဆိုပြီးခွန်မတ်တန်နဲ့သူကပုံပြီးခွန်ကစားမလားဒါခွန်တစ်နှစ်ချက်ရှိပြီနော်အဲ့တော့အဲ့ဒီနေ့ထဲမှာပဲသူခွာငားရဲ့အောက်မှာပုံတိလိုက်နေတာကသူ့အပေါ်၉ချိန်မြောက်က၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်မြောက်က ဒီမှာကိုးထိန်ဟာကိုးပါဝါ၄ထိန်နဲ့ဆိုပြီးတော့နှစ်ဦးကဗရိငါဖြစ်လို့ငါးပါဝါအငါးနဲ့ဒီနှစ်ဗရိနဲ့ပေါင်းတော့၃ညဒီဟိုခွန်ပုံတွေမတ်သက်ဆိုသလားခွန်ပုံတွေဆိုသလားပေါ့နော်ခွန်ဖြစ်ချင်းပုံတွေအဲဆိုရင်ကျွန်တော်ဒီတက်မှာလေခွာငါးရဲ့အောက်မှာပဲဒီမှာခွာငါးရဲ့အောက်မှာကစားတာကသူ့အပေါ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်၉ချိန်မြောက်ကတစ်ထိတ်စီရတစ်ပါဝါ၆ထိတ်နေကိုဒီကောင်ကဗရိတ်က ငါဖြစ်လို့ငါနဲ့နှစ်နဲ့ပေါင်းတော့ခွန်ပုံဒီကစားခြင်းတဲ့အတွက်ကြောင့်ခွန်ပုံဒီပဲသူကလေးချက်ကစားသွားသလားအဲ့ဆိုဒီခွန်တစ်ချက်ကြံနေတယ်ကျွန်တော်ကဒီနေ့တည်းမှာခွာငားရဲ့အောက်မှာလိုက်ရမယ်ဆိုရင်ခွာငားကဒီမှာမှစကြတဲ့အတွက်ကြောင့်ဒီနေရာမှာကြမဲ့ကဏ္ဍဟာသူ့အပေါ်၉ချိန်မြောက်က၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်က၃ထိပ်ဟာ၃ပါဝါ၈ထိပ် ဲ့ဒီပရိတ်ဟာဒီပရိတ်ဟာ၃ပရိတ်ဖြစ်လို့ဒီနေရာမှာခွန်ပုံတွေဖြစ်ရမှာဆို၄ပရိတ်ဝင်မှာ၃ထိတ်၃ထိတ်နဲ့၄ပရိတ်၃ထိတ်နဲ့၄ပရိတ်၃ထိတ်နဲ့၄ပရိတ်ဆိုဘာတွေရှိလဲကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်နော်၃တုံများတည်ရှိမယ်၃တဆယ်ရှိမယ်ဒုံနှစ်ကိုရှိနေ။ဒုံကိုနှစ်ရှိနေ။ အဲ၃ပုံပြီးတော့ရှစ်တော့ sorry sorry ရှစ်ရှစ်ကျွန်တော်၃ပါဝါရှစ်ထိတ်နေလေ sorry နော်ရှစ်ထိတ်ရှစ်ထိတ်ကိုနှစ်ဦးမှာပြိတ်သုံးမလို့သူက၃နဲ့ပြိတ်မျိုးမျိုးဝောင်းကိုသူကခွန်ဖြစ်ရမယ်ပုံပေဆိုရင်ဒါရှစ်ထိတ်နဲ့ကိုရှစ်ထိတ်နဲ့ပေါ့နော်ရှစ်ထိတ်နဲ့ဆယ်ခွက်ပေါ့ဗျာကျွန်တော်ရေးမပြတော့ကျွန်တော်ပြောချင်တာပြန်ကြပြောချင်တယ်ရှစ်ထိတ်နဲ့ကြိုက်ရင်ဆယ်ခွက် CD ပါပါဆွဲပေါ့နော်ရှစ်ထိတ်နဲ့ပြိတ် လေးအဲ့လိုဆဲခွက်ရှစ်ထိတ်နဲ့ပရိလေးဆဲခွက်ပဲနော်ဆဲခွက်လိုက်မထိုးတတ်ရင်အဲ့မဲ့ထိုးတတ်တဲ့လူကိုရှစ်ထိတ်နဲ့ပရိလေးဆိုသူတို့ဆဲခွက်ဆွဲပေးလိုက်မယ်နော်မထိုးတနားရေးမပြီးတော့ကြာလို့အဲ့ဒါဆိုရင်ကျွန်တော်ကပြောချင်တာကကျွန်တော်ကမူခွဲထုတ်လိုက်တာငါးကက်တည်းကနှစ်ကက်တည်းခွဲထုတ်တယ်လို့ဒီမှာပရိငါးသုံးချက်ကိုကျွန်တော်ကမယူတော့ဘူးဒီနှစ်ကက်မှာကသူက ဒီရှေးပေါင်းနှစ်ကိုအဲ့နှစ်ခါတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၉ချိန်ရောက်မှသူကရှေးပေါင်းနှစ်ဆိုပြီးပြန်ကြတယ်အဲ့လိုပဲသူဒီ၉နောက်ပိတ်မှုနဲ့ကျွန်တော်၅ချက်ကို၂ဦး၉၅ချက်ကိုမြှောက်ထားတာကိုကျွန်တော်ယူပါနော်ဒီ၉နောက်ပိတ်ကနေလည်းဒီမှာရှေးပေါင်းနှစ်ကိုအဲ့ဒီနှစ်ဟာရှေးပေါင်း၁၀၁၁၁၂၁၃ကလာခဲ့တဲ့နှစ်တွေပေါ့ဗျာနော်ရှေးပေါင်းတွေပေါ့အဲ့ဆိုရင်ကျွန်တော်ကသူက၉ချိန်မြောက်ကိုပဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန် ၈ချိန်၉ချိန်၉ချိန်မြောက်ကိုပဲသူရှေးပေါင်းနှစ်ဆိုပြီးပြန်ကစားတာသူပုံလူပဲပေါ့နော်သူအချိန်ကြီးကြိုက်ပဲရှေးပေါင်းနှစ်ရှေးပေါင်းနှစ်အဲ့တော့ဒီနှစ်ကပ်ကိုယူလိုက်ရင်ဒီထဲမှာကွဲနေတာကကျွန်တော်တို့ကဒီမှာခွန်ကိုလဲတွဲထားတယ်ဒီမှာခွန်ကိုလဲတွဲထားတယ်ပြဋိဌာန်အကြီးကြီးပေါ့နော်ဒီမှာကျတော့သူကပရင်ကပရင်ကတုံးချက်ကိုကျွန်တော်ကတမူဖွဲ့ထုတ်ပြီးတော့ဒီနှစ်ကပ်ကိုလာတူမလားလို့ဘာကြောင့်တူမလားလဲဆိုရင် ဒီထဲမှာခွာငားတွေကလာတာကသူကကြားပြတ်တွေလည်းလာထားတယ်ဒီမှာကျတော့သူကဒီရှေးပေါင်းနှစ်လို့အဲ့ဒီနှစ်ဟာကျွန်တော်ကဒီရှေးပေါင်း30ရာနှစ်ပေါ့ဗျာနော်ရှေးပေါင်း30ရာနှစ်အဲ့ဒီဒီရှေးပေါင်းဒီရှေးပေါင်းနှစ်နဲ့ကိုးနောက်ပေမှုရဲ့ရှေးပေါင်း၄နဲ့ကိုးနောက်ပေမှုကနှစ်ကပ်ခွဲထုတ်လိုက်ရင်အဲ့ဒီရှေးအဲ့ဒီလိုဖြစ်ပြီးရတယ်ဒီရှေးပေါင်းနဲ့ကိုးနောက်ပေလို့ရိုက်ပြီးတာနဲ့သူကခွာငားလို့စကြတာဟာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်ဟမ် တစ်ချိန်၊၂ချိန်၊၃ချိန်၊၄ချိန်၊၅ချိန်၊၆ချိန်၊၇ချိန်၊၈ချိန်၊၉ချိန်၊၁၀ချိန်၊၁၁ချိန်ဒီမှာတော့၁၁ချိန်ကိုခွာငါလို့စကြရင်၃နဲ့နှစ်ခွာတာနော်၃နဲ့နှစ်ခွာအခွာစကြတာအဲ့ဆိုရင်ဒီမှာကလည်းဒီခွန်ကိုတွဲတာကလည်းဒီမှာ၃နဲ့နဲ့ဒီမှာတော့၁၀ချိန်နဲ့ကြာတာ၁၀ချိန်နဲ့ကြာတာကို၃နဲ့နှစ်ခွာထားတဲ့အတွက်ကြောင့်ဒီအောက်ကိုကျွန်တော်ပြန်ကြလိုက်ချင်တယ်ပြန်ကြလိုက်ချင်တော့တခြား line တွေမှာကရှိလို့တခြား line တွေမှာကရှိလို့ဆိုတော့နှစ်ကက်နဲ့ခွဲဆုပ်တာပေါ့နော်နှစ်ကက်နဲ့ခွဲထုတ်ရင် ဒီမှာကလင်နာမှာ653လို့ဒီမှာ653လို့ဒီမှာကျွန်တော်ပြောဘူးတယ်နော်ဒီမှာ365လို့ဒီလိုအေကုန်းခုံးပြီဆိုတာ ਨੇ သူ့ရဲ့နောက်နေ့ထဲမှာသူ့ရဲ့နောက်နေ့ထဲမှာဘရိတ်ကိုကနန်းပြန်ကြတယ်အဲ့ဒီပရိကိုပြန်ကြတော့သူကဒီမှာ93လို့နှလုံးထောင်ပြီးတော့အဲ့ဒီ93နှလုံးထောင်ရှစ်ကိုဒီလိုနောက်ထောင်ရှစ်နဲ့ရှစ်ထားတဲ့ဇောင်းကို ဘရိတ်ကိုပြန်ကြအဲ့ဒီဘရိတ်ကိုပြန်ကြပေါ့နော်ဘရိတ်ကိုပြန်ကြဒီ6 5 3ခွေတာက3ကပ်ပဲရှိတယ်နော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာလဲ3 6 5လို့ဒီမှာအေကုန်းခုံးပြီး3ကပ်ပဲသူ့ရဲ့နောက်နေထဲမှာဘရိတ်ကူးပြီးတော့ဒီမှာဘရိတ်တုံညာပြန်ကြတယ်အဲ့ဒီဘရိတ်တုံညာပြန်ကြဒီမှာ9 3လို့နှလုံးထောင်နေနောက်ထောင်3လုံးကိုလဲ8ဆိုပြီး9တုံညာ3နဲ့8တယ်အဲ့ဒီဇောင်းမှာသူကဘရိတ်ကိုနောက်မှာပါတော့ကျွန်တော်ရဲ့အဖုံဝင်အဲ့တော့ကျွန်တော် organize လုပ်သွားမှာအဲ့တော့အဲ့ဒီနှစ်ထဲမှာသူက9 3လို့ဒီမှာပဲနောက်ဆုံးထောင်မှာ ရှေ့မှလည်းမထောင်ဘူးနောက်မှလည်းငါးထိပ်ဆိုတာအဲ့ဒီပြန်ကြပေါ့နော်ဒီလိုပြန်ကြမယ်ပေါ့ဒီလိုပြန်ကြမယ်အဲ့ဒါဆိုရင်ပုံစံလူလေးခွေတာကဒီမှာလည်းနှေးဦးမှာခွန်ခွန်အဲ့တော့ဒီနေ့ဆက်မှပြန်ကြဒီနေရာမှာပြန်ကြဆိုရင်ဒီမှာ9300လို့ထောင်တယ်9300လို့ထောင်တယ်အဲ့ဒီ9300ရဲ့ထောင်တဲ့အောက်မှာကြားတဲ့ကဏ္ဍကအပေါ်ကပြန်ကြပြန်ကြတော့သူနဲ့အချိန်တိုင်းမှာကြားတဲ့ကဏ္ဍကလည်းအဲ့ဒီပြန်ကြကဏ္ဍရဲ့အဲ့ဒီ9300အောက်ကိုပြန်ကြတဲ့အချိန်တိုင်းဒီ9300နဲ့အချိန်တိုင်းကိုလည်းကျွန်တော်က ရန်ကြားကိုမှန်ပါတယ်မှာအကြိုက်ထည့်ထားပြီပေါ့နော်မှန်ပါအကြိုက်ပါ7ချိန်ပြန်ကြပေါ့နော်ကြိုက်ရင်ကို10ခွဲရှိရပြန်ကြအကြိုက်ရင်ကစားလို့ရတယ်ပေါ့နော်ကျန်တာကစားပေါ့တို့ဘမဟုတ်ဗရိတ်ပြန်ကြဆိုရင်ကျွန်တော်တို့က694ကျွန်တော်8ထိတ်နဲ့ပူကြိုက်တယ်နော်ဟိုလိုင်းကနေပြီးတော့ပါဝါပဲထိတ်စီးပါဝါပဲ9ချိန်မြောက်ကကစားတော့8ထိတ်ဒီကောင်းတယ်လေဟုတ်လား669 R ဒီနော်902 အပရိတ်ပြန်ကြဆိုရင်နှစ်ခုနှစ်အာเนาะအာ၄နော်အဲ့တော့အားလုံးပဲမင်္ဂလာပါဒီလောက်ပါပဲเนาะမမောင်ဝင်ခြင်းเนาะကျွန်တော်ဒီမှာကြိန်စာကိုမြန်မာငွေနဲ့ဆို1000ကျပ်ပေါ့เนาะထိုင်းယန်းနေဆိုဘတ်100ပေါ့3ကြိန်စာဆိုရင်ဘတ်200ပါမြန်မာပြည်ကဆို3ကြိန်စာ2000ကျွဲပါเนาะတစ်နှစ်လုံးစာဒီ2025တစ်နှစ်လုံးစာနံပါတ်အကောင့်ထဲမှာလည်းအပတ်စဉ်ကလနာ site ကြီးကျင်းနေတည်တံ့ကြီးကျင်းနေဆိုရင်နံပါတ်အကောင့်ထဲထည့်ပြီးလည်း အဲအဲ့တော့မြန်မာပြည်ဆိုတဲ့သိန်းကျပ်ထိုင်းရနေဆိုရင်ဘတ်တထောင်ပါနော်အပတ်စီရှေဩမိန်တကွက်ဒိအာယံတော့ထိုးရမယ်နော်အဲအဲ့တော့တကွက်ပါမယ်ပေါ့နော်အားလုံးမင်္ဂလာပါကျွန်တော်သတိကြီးအောင်ပါနော်